မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ4ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငင်းညံခရိုင်မှာစစ်တပ်ရဲ့ရိတ်ခါပို့တဲ့စစ်ရင်တန်းနဲ့စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သားအယောက်30တေဆုံးပြီးတော့စစ်ကြောင်းတစ်ခုလုံးပျက်စီးပြီးထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇွန်လ3ရက်နေ့မနက်9:16မိနစ်အချိန်မှာမန္တလေးတိုင်းငင်းညံခရိုင်မြို့သားစီမီကုံသွားတဲ့ကားလမ်း ငန်းစော်နယ်မြို့သားဂျာတနေရာမှာစစ်ကောင်စီရဲ့လက်နက်ကြီးရိတ်ခါပို့တဲ့စစ်ရင်တန်းနဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်တပ်စစ်ကြောင်းဟာ တက်ပြတ်ပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်စစ်ကြောင်းမှုအပါဝင်စစ်သားအယောက်30သေဆုံးပြီးလေးဦးကိုအရှင်ဖမ်းဆီးရမိကရိတ်ခါတင်တဲ့ကားတစ်စီးကိုပါတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်မြင်းညာခရိုင်ထဲမှာစီမီးကုံငမ်းမြာကြီးစုံရတွေဘက်ကိုလက်နက်ရိတ်ခါထောက်ဖို့စစ်ရင်တန်းနဲ့စစ်ကြောင်းလာမယ်ဆိုတာကိုသတင်းရလို့ချိုးတင်ပြင်းစင်နေရာယူပြီးတော့အပိုင်ဆောင်ပြီးတိုက်ခိုက်ခဲ့တာပါထိတွေ့တိုက်ပွဲကအချိန်အတန်ကြာဖြစ်ပြီးတော့စစ်တပ်ကကစင်ကလေးအနဲ့ထွက်ပြေးသွားပါတယ် ချိုထဲမှာဝင်ပုံးနေတဲ့အချိန်လက်ဦးမှုယူပြီးတော့ပြစ်ခတ်နိုင်ခဲ့တယ်ကျွန်တော်တို့ထိတွေ့ဖြစ်တဲ့အချိန်မှာမြို့သားနဲ့မင်းနေကုန်းစခန်းကနေလက်နက်ကြီးပစ်ကိုအဆက်မပြတ် ပေးတယ်ကျွန်တော်တို့ဘက်ကထိခိုက်မှုမရှိပါဘူးစစ်တပ်ဘက်ကစစ်ကြောင်းမှုအပါအဝင်အယောက်30ကျော်တေဆုံးသွားပါတယ်အရှင်၄ရောက်မိတယ်အရှင်ဖမ်းမိတဲ့၄កောင်ထဲမှာတက်ချက်တကောင်ပါတယ်လို့မြင်းညာခရိုင်တိုင်ရင်ခေါ်0ပျောက်ကြားတပ်ဖွဲ့ကကိုတက်ကြီးကပြောပြထားပါတယ် စစ်ကောင်စီတပ်ကစစ်ကြောင်းပြတ်သွားပြီးတဲ့နောက်ရိတ်ခါတင်တဲ့စစ်ကား၃စီးဟာလည်းမြို့သားဘက်ကိုမောင်းပြေးသွားတယ်လို့သိရပါဗျ။မောင်းပြေးသွားတဲ့ကား၃စီးကလက်နက်ခဲယမ်းတွေတင်တဲ့ကားဖြစ်ပြီးတော့တော်လန်ရေးတပ်များကတင်စီရမိတဲ့ကားကတော့ရိတ်ခါတင်တဲ့ကားဖြစ်တယ်လို့ဖမ်းဆီးရရှိထားတဲ့စစ်တုံးမန်းတအုပ်ကထွက်ဆိုထားပါဗျ။စစ်ကားက၅စီးမြို့သားဘက်ကနေထွက်လာတာကား၅စီးရဲ့ရှေ့မှာခက်လန်းလက်ကနေပြီးတော့လမ်းမေးဝဲရကနေစစ်ကြောင်းနှစ်ကြောင်းကလုံခြုံရေးကင်းယူပြီးထွက်လာတယ်။အဲ့ဒီစစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ကြတယ်။တိုက်ပွဲကမနေ့9နာရီ16မိနစ်ကနေ မနေ့10နာရီ40မိနစ်မှာပြစ်ခတ်တန်းတွေရက်သွားတာလို့ဒေသခံသတင်းရင်းမြစ်ကပြောပြထားပါဗျ။ဇူလိုင်လ2ရက်နေ့ကလည်းအဲ့ဒီစစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်များကြားဂွေးကုန်းကျေးရွာအနီးမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ရဲ့ရင်နန်းနဲ့စစ်ကြောင်းကိုမြင်းညာခရိုင်တရင်ခေါ်0ပျောက်ကြတာဖွဲ့မန္တလေးခရိုင်တရင်ငါးနဲ့ဒေသခံပြည်သူကာကွယ်တပ်များပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့ပြင်းတော်ရက်ကွက်ကိုအကြမ်းဖက်စစ်တပ်ကလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်မှုကြောင့်စာတင်ချောင်းနဲ့နေအိမ်တချို့ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇူလိုင်လ၄ရက်နေ့မနက်၁၂နာရီဝန်းကျင်လောက်ကစစ်ကောင်စီတပ်က Jet Fighter နဲ့လာရောက်ပြီးတော့ဘုံနှလုံးကျဲချသွားခဲ့ကြောင်းအမ်းမြို့ဒေသခံများကပြောဆိုထားပါတယ်။အဲ့ဒီဘုံကျဲမှုကြောင့်ပြင်းတော်ရက်ကွက်မှာရှိတဲ့စာတင်ချောင်းနဲ့နေအိမ်တချို့ပျက်စီးခဲ့ပြီး လူထိခိုက်မှုရှိမရှိကိုတော့မသိရသေးပဲဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့နေ့လယ်12နာရီအချိန်မှာအမ်းမြို့အခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘာခတခုလုံးကိုအရခတက်တော် AA ကတိတ်ပိုက်ခဲ့တဲ့မြို့နယ်တစ်ခုဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းတောင်သာမြို့မှာဘီယာထွက်ဝဲတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးကိုအရှင်ဖမ်းမိပြီးဆိုင်ကယ်နဲ့လက်ပြဘုံတစ်လုံးတို့ကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇော်လိုက်လ3ရက်နေ့ညနေပိုင်းမှာတောင်သာမျိုးအမှတ်၁စွတ်ကျဲဆက်ယုံကအကြမ်းဖက်စစ်ကောင်းစီတပ်သား2ဦးဟာအရက်ဘီယာထွက်ဝယ်ရန်ထွက်လာတဲ့အချိန်တောင်သာမျိုးပြင်ကိုရောက်ရှိလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များကအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးရမိတဲ့စစ်ကောင်းစီတပ်သားများဟာရန်ကုန်မော်ဘီရဲတပ်ရင်း9ကရဲတပ်သားအောင်တီဟာနဲ့ဒုတက်ချက်ဟန်ဝေအောင်တို့ဖြစ်ပြီးတော့၎င်းတို့ထံကနေစိုင်းကဲတစီဖုန်းနှလုံးနဲ့လက်ပစ်ဘုံတစ်လုံးတို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။တောင်သာမျိုးအမှတ်၁စွတ်ကျဲဆက်ယုံက အကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ရန်ကုန်မော်ဘီရဲတပ်ရဲ9ကရဲတပ်သားအောင်တီဟာနဲ့ဒုတက်ချက်ဟန်ဝေအောင်တို့ကိုတောင်သာမြို့ပြင်ကိုကျွန်ထွက်လာလို့အရှင်ဖမ်းမိနိုင်ခဲ့တာပါလို့တောင်သာမြို့နယ်ပကဖကတောင်ရှိသူကရှင်းပြထားပါတယ်။အဲ့ဒီစစ်ခွေး၎င်းကိုတောင်သာမြို့နယ်ပကဖကစစ်တုံးမဲဥပဒေနဲ့အညီဆက်လက်ပြီးတော့ထိန်းသိမ်းထားပြီးစစ်ဆေးမှုများကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ဝေါ်လီဗျူဟာဂုံးကို KNL ပူပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်ဒေသခံပြည်သူများဟာထိုင်းနိုင်ငံဘက်အချမ်းကိုစစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လလ3ရက်နေ့ကစတင်ပြီးတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့တောင်ဘက်ဝေါ်လီမြိုင်မြို့တင်မှာရှိတဲ့စစ်ကောင်စီရဲ့ဝေါ်လီစစ်ကောင်စီဗျူဟာစခန်းကို KNL နဲ့မဟာမိတ်တပ်များကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဝေါ်လီရွာတွေကိုလက်နက်ကြီးကြောက်ပောက်ကွဲပြီးပြည်သူတို့ချို့ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ အဲ့ဒီဝေါ်လီမြိုင်မြို့တဲ့နေရာမှာရှိတယ်စစ်ကောင်စီတပ်ရဲ့ဝေါ်လီစစ်ဗျူဟာစခန်းဥက္ကဋ္ဌစစ်စခန်းထီးတဲ့ပလေစခန်းတို့ကို KNL မဟာမိတ်ပူးပေါင်းတပ်များက ိတ်ဆို့ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီးနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။ဒီကနေ့ဇွန်လ၄ရက်နေ့မှာစစ်ကောင်စီရဲ့ Wall View ဟာစစ်စခန်းကုန်းကို KNL မဟာမိတ်တပ်များကအရှိန်ဟုန်နဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေရာစစ်ကောင်စီကလက်နက်ကြီးနဲ့ Wall ရွာဘက်ကိုပြစ်ခတ်ခြင်းကြောင့်ဒေသခံပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ထိုင်းနိုင်ငံဖူပရဆေးရုံကိုပို့ဆောင်ပေးထားရတယ်လို့ Wall ရွာသားတို့ကပြောပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်မှာတိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ဝေါ်လီရွာကဒေသခံပြည်သူတွေရန်နဲ့ချီပြီးတော့ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။စစ်ဘေးရှောင်ပြည်သူတွေကိုထိုင်းစစ်တပ်ကကုညီကယ်ဆယ်ရေးလုပ်ငန်းများလုံဆောင်ပေးထားတယ်လို့သိရပါဗျ။မြန်မာဘက်အချမ်းမှာတိုက်ပွဲများပြင်းထန်နေတဲ့အတွက်ထိုင်းစစ်တပ်ကနေဆက်မှာစစ်ရေးအသင့်ပြင်ကစောင့်ကြည့်နေပြီးတော့လက်နက်ခဲယံအပြည့်စုံနေရာယူပြီးလုံခြုံရေးတွေတိုးမြှင့်ထားတယ်လို့သိရပါဗျ။ KNU ကထိုင်းမြန်မာနေဆက်တစ်ခုလုံးကို ထိန်းချုပ်သိမ့်ပိုက်ရန်စစ်ကောင်စီရဲ့တပ်စခန်း၃ခုသာသိမ့်ပိုက်ရန်ကြံရှိတော့ပြီးအဲ့ဒီစခန်းများဟာဥက္ကရေထာဝေါ်လေဗျူဟာကုန်းနဲ့တီတဲလေစစ်တပ်စခန်းတို့ဖြစ်တယ်လို့သိရပါဗျ KNU က မက်စလာအေပီလာမေလာနဲ့ဇွန်လတွေမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလဲ့ဒီတခေါပီခွေမော်ဖာတူစကန်တာလဲစကန်မြောင် မေလာဘလဲတို့မော်ခီဘရင်အောင်စကန်ကုန်းကနဲလေးစကန်နဲ့ရွှေအင်းမြိုင်တက်စကန်ဇွန်လ3ရက်နေ့မှာတေဘောဘိုးစကန်ဇွန်လ22ရက်နေ့မှာထီကေဘလဲစကန်တို့ကိုတိတ်ပတ်ရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရောမဂွေတာပခုတ်ကူမြို့နယ်ကံမရေးပြားလမ်းပိုင်းတစ်လျှောက်ကိုအကြမ်းဖက်စစ်တပ်က112လေးရင်နဲ့ဘုံအလုံးရေ40ကျော်ကျဲချတိုက်ခတ်ခြင်းကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ4ရက်နေ့မနက်6:35မိနစ်အချိန်ကစတင်ပြီးတော့မနက်9:33မိနစ်အချိန်အထိအကြမ်းဖက်စစ်တပ်က112လေးရင်အမျိုးအစားနဲ့ဘုံအလုံးရေ40ကျော်ကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဘုံကျဲတိုက်ခတ်ခြင်းဟာအကြမ်းဖက်စစ်တပ်ရဲ့ရှေ့ပြေးကင်းတဲ့ရိတ်ခါရင်တန်းရှေ့ဆက်သွာ ားနိုင်ရန်အတွက်လမ်းကြောင်းရှင်းလင်းရေးလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါဗါးလေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိတယ်လို့ပြောပါတယ်ပြည်သူတွေထိခိုက်ဒေဆုံးမှုရှိတယ်လို့သိရပေမဲ့အရေးအတွက်ကိုတော့ဆက်လက်စုံစမ်းနေပါတယ်စစ်ခွေးရဲ့ရိတ်ခါရင်တန်းရှေ့ဆက်နိုင်ဖို့အတွက်လေရင်နဲ့ဇက်တိုက်ဘုံကျဲနေတာကံမရေးပြလမ်းပိုင်းတစ်လျှောက်ကကြေးရွာတွေကပြည်သူတွေကတော့ စစ်ဘေးထွက်ပြေးတိမ်းရှောင်နေရပါတယ်လို့အညာမြေအရက်ဘတ်လူမှုအဖွဲ့အစည်းမြိုင်ကတာဝန်ရှိသူကရှင်းပြထားပါတယ်အကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါပို့တဲ့ရင်းနှန်းဟာမေလကုံဘိုင်းကစတင်ပြီးတော့ပခုတ်ကူတက်မတရတက်ကနေရိတ်ခါပို့ရန်ထွက်လာခြင်းဖြစ်ပြီးတလကျော်ကြတဲ့အထိကံမရေးပြလမ်းပိုင်းကိုသာရောက်ရှိသေးတယ်လို့သိရပါတယ်တော်လိုင်းတပ်ဖွဲ့များကလည်းလမ်းတစ်လျှောက်မှာလိုက်လံပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါတယ်စစ်တပ်စစ်ကြောင်းကခြေတက်လိုက်ရလမ်းကြောင်းတစ်လျှောက်မှာပြည်သူ၃ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့ပြည်သူ၅ဦးကိုလည်း လူသားတိုင်းအဖြစ်နဲ့ဆက်လက်ဖမ်းဆီးထားတယ်လို့ပြောပါတယ်အကြမ်းဆက်တဲ့ကပြည်သူများနေထိုင်တဲ့ခြေရွာများသာသနာအဆောက်အအုံများနဲ့စစ်ဆောင်ပြည်သူများကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေခြင်းကြောင့်ပြည်သူလေးဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်ဘေးဒဏ်တင်တဲ့မန္တလေးမြို့မှာစစ်ကောင်စီတပ်ကစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်မှုတွေပြန်လည်ပြုလုပ်နေပြီးတော့၅ရက်အတွင်းမှာလူငယ်အယောက်30နီးပါးဖမ်းခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီဟာမန္တလေးမြို့ပေါ်မှာစစ်မှုထမ်းဖို့အတွက်လူငယ်တွေကိုပြန်လည်ဖမ်းဆီးနေတယ်လို့သိရပါဗျ။မန္တလေးမြေပြင်အခြေအနေတွေကိုဖော်ပြပေးနေတယ်။ Voice of Mandalay ရဲ့အချက်လက်တွေအရဇွန်လ30ရက်နေ့ကဟေမာတောင်ရက်ကွက်ကလူငယ်အမျိုးသားနှစ်ဦးဇူလိုင်လ1ရက်နေ့ကမဟာအောင်မြင်မြို့နယ်36လမ်း69လမ်းနဲ့လမ်း80ကြားအောင်ချမ်းအေးရက်ကွက်ကအမျိုးသားနှစ်ဦးဇူလိုင်လ2ရက်နေ့က အောင်မြေတာဆန်မြို့နယ်66လမ်း55လမ်းနဲ့16လမ်းကြားမှာလူငယ်19ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ဒါအပြင်ဇူလိုင်လ2ရက်နေ့မနက်ပိုင်းမှာပဲအောင်မြေတာဆန်မြို့နယ်19လမ်း62လမ်းအနီးမှာလူငယ်9ဦးဇူလိုင်လ3ရက်နေ့မှာလည်းအောင်မြေတာဆန်မြို့နယ်66လမ်း55လမ်းနဲ့16လမ်းကြားမှာလူငယ်2ဦးဇူလိုင်လ3ရက်နေ့ညမှာမဟာအောင်မြေမြို့နယ်ဟိမမာလာမြောက်ရက်ကအကွက်644 35လမ်းနဲ့36လမ်းကြား86လမ်းနဲ့လမ်း80ကြားကလူငယ်တအုပ်တို့ကိုဖမ်းဆီးသွားတယ်လို့သိရပါဗျ။အုပ်ကြီးတွေက တော်တော်ကိုစိုးနေတာပါလို့အောင်မြေသားစံမြို့နယ်86လမ်းမှာနေတဲ့အမျိုးသားတအုပ်ကပြောပြထားပါဗျ။လူငယ်တွေကိုညာပိုင်းနေနဲ့မနက်အစောပိုင်းနေမှာနေအိမ်ထဲအထိကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့မြို့ကန်တွေကပြောပါဗျ။ဖမ်းဆီးခဲ့တဲ့လူငယ်တွေဟာမဲနိုင်ခိုင်းတာမဟုတ်ပဲနိုင်မယ်စီးရင်ပြုစုပြီးတော့နေအိမ်ကနေခေါ်ဆောင်သွားတာဖြစ်ပြီးအဲ့ဒီတဲကလူငယ်တွေကိုတက်မ65ကိုပို့ဆောင်ထားတယ်လို့ Voice of Mandalay ကအသိပေးထားပါဗျ။ အဲ့ဒီစာရင်းတွေဟာ Voice of Mandalay အဖွဲ့ကရရှိထားတဲ့အချက်လက်တွေဒါဖြစ်ပြီးတော့မြေပြင်မှာဒီထက်ပိုများနိုင်တယ်လို့မြို့ကန်တွေကပြောပါတယ်။ဒါအပြင်အကြမ်းတ်စစ်ခွေးတွေဟာစိုင်းကဲလိုင်းစင်တွေကိုစစ်ဆေးရင်းနဲ့လူတွေကိုပါဖမ်းဆီးနေတယ်လို့မြို့ကန်တွေကပြောပါတယ်။အကြမ်းတ်စစ်ခွေးများဟာ Matchland 28ရက်နေ့ကလှုပ်ခတ်သွားတဲ့ပြင်းထန်တဲ့ငလျင်ကိုခန်းစားခဲ့ရတယ်။မန္တလေးမြို့ကလူငယ်တွေကိုငလျင်လှုပ်ပြီးလာပိုင်းအကြမ်းမှာပဲအတိအကျမှစစ်မှုထမ်းခိုင်းနေတာလို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ